မက္ကဆီကိုနိုင်ငံဥရုအဘန်မြို့တော်ဝန်ကာလုစ်မန်ဆူရဲ့ဇာပနာပို့ဆောင်ရေးရင်းနှီးဟာတနင်္ဂနွေနေ့မှာလုံခြုံရေးတပ်ဖွဲ့တွေရဲ့အဆောင်ရှောင်နဲ့တွားခဲ့ရပါတယ်။လူဦးရေ3သိန်းခွဲနေထိုင်တဲ့ဥရုအဘန်မြို့ရဲ့မြို့တော်ဝန်ဟာစနေနေ့ညကတနက်နဲ့ပြစ်သက်ခံခဲ့ရတာပါ။ဒီဗီဒီယိုမှာသူလုံကြံမခံရခဲ့မိနစ်ပိုင်းအလိုမှာတားဖြစ်သူကိုပွေထားတာကိုရိုက်ကူးထားတာကိုတွေ့ရပါတယ်။မြို့တော်ဝန်မန်ဆူဟာ မက္ကဆီကိုရဲ့အားလိုက်ရက်တွေကတခုဖြစ်တဲ့ Dior the Dead ပွဲတော်ကိုပါဝင်ဆင်နွှဲနေခဲ့ပါတယ်။မီရှူမီပန်းတန်တွေနေရာမှာတနတ်တန်တွေကနေရာယူခဲ့ပြီးလူအုပ်ကြီးလည်းပြေလွှာခဲ့ကြရပါတယ်။မြို့တော်ဟာတနတ်ထိမှန်ပြီးလဲကျခဲ့ပါတယ်။ရှေးဦးသူနာပြုစုသူတွေကသူ့အသက်ကိုကယ်တင်ဖို့ကြိုးစားခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူး။မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်မားဟာလူမှုကွန်ရက်ပေါ်ကနေမြို့တော်ဝင်ကွယ်လွန်ခြင်းအတွက်ဝန်ထဲကြောင်ပြောကြားခဲ့ပါတယ်။ ဥရုအပန်မြို့တော်ဝင်ကာလော့စ်မန်ဆိုကိုလှုပ်ကြံတက်ဖြတ်ခဲ့တာကိုကျမအနေနဲ့အပြင်းထန်ဆုံးဖြစ်တင်ရှုံချပါတယ်။ပြစ်ခတ်မှုရှိပဲတရားမျှတမှုကိုလေးစားတဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုရရှိဖို့အတွက်နိုင်ငံတော်ရဲ့ဂျိုးပန်းအားထုတ်မှုတွေအားလုံးကိုအသုံးချသွားမယ်လို့ကျမတို့ထပ်လောင်းပြောကြားပါတယ်လို့သမရကရည်သားထားပါတယ်။ကာလော့စ်မန်ဆိုဟာနိုင်ငံရဲ့နောက်ပိုင်းရှိသူရဲ့ဇာတိပြည်နဲ့မီချိုအကမ်မအများဆုံးဖြစ်ပွားနေတဲ့မွေးရခိုင်ရဲ့အကြံဖတ်မှုတွေကိုစန့်ကျင်သူတယောက်ဖြစ်ခဲ့ပါတယ်။ ဒီတက်ပြမှုကိုဘသူကမိတ်ပေးခဲ့တယ်လဲဆိုတာကိုအာနာပိုင်တွေကစုံစမ်းဖော်ထုတ်နေပါတယ်။ဒီရာဇဝမှုရဲ့အမှန်တရားကိုဖော်ထုတ်နိုင်မှုအတွက်ဖြစ်နိုင်ခြေရှိတဲ့စုံစမ်းစစ်ဆေးမှုနိလန်းအားလုံးကိုစဉ်းစားသုံးသပ်နေပါတယ်။ဘယ်ချက်ကိုမှမချန့်လက်ထားပါဘူး။ကျွန်တော်တို့ဟာမီဇိုအကန်ပြည်နဲ့ဆိုယာနဲ့အမြဲဆက်သွယ်နေပြီးဥရုအပယ်နဲ့ဒေသရင်းလုံခြုံရေးကိုမြင့်တင်ဖို့ပုံမှုကြိုးပမ်းအားထုတ်နေပါတယ်လို့မက္ကဆီကိုလုံခြုံရေးဝန်ကြီးကပြောပါတယ်။ မက္ကဆီကိုနိုင်ငံမှာမြို့တော်ဝင်တွေနဲ့ municipal council ဝင်တွေဟာမကြသေးတဲ့နှစ်တွေအတွင်းမွေးစေဝါကိုင်းတွေရဲ့ပြစ်မှတ်ထားခြင်းခံရသူတွေဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်းမှာတော့နိုင်ငံသမား60တိလောက်ကြံတက်ဖြတ်ခံခဲ့ရပါတယ်ရှင်။